ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့နိုင်ငံကရေးရာသတင်းတွေကတော့ဗီဇာတက်တယ်လို့တရားမဝင် နေထိုင်မှုဟာနေရပြန်မှုခံရခြင်းနဲ့တသက်တာနေထိုင်ခွင့်ပိတ်ပင်ခံရမှုတွေကြုံရနိုင်တယ်လို့အိန္ဒိယခြေစိုက်အမေရိကန်တန်ယုံကသတိပေးထားပါတယ်အိန္ဒိယနိုင်ငံမှာရှိတဲ့အမေရိကန်တန်ယုံကခီးသွားတွေကို၎င်းတို့ရဲ့ဗီဇာခွင့်မြူခြင်းထက်ကျော်လွန်နေထိုင်ခြင်းရဲ့ဆိုးွားတဲ့အကျိုးဆက်အကြောင်းနဲ့ စနေနေ့ကသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။စနေနေ့မှာတန်ယုံရဲ့ Ace ရခင် Twitter မှာရေးသားထားတာကတော့မင်းရဲ့တရားဝင် နေထိုင်ခွင့်ကာလထက်ကျော်လွန်ပြီးအမေရိကန်နိုင်ငံမှာဆက်လက်ရှိနေရင်ပြည်နေနံခံရနိုင်ပြီးအနာဂတ်မှာအမေရိကန်ပြည်ထောင်စုကိုခရီးသွားလာခွင့်ရသက်ပံပိတ်ပင်ခံရနိုင်တယ်လို့ posting ထားပါတယ်။ခွင့်ပြုထားတဲ့နေထိုင်မှု ကြာချင်းကိုပုံမှန်အဖြစ် I94 ဖောင်မှာပေါ်ပြထားပြီးတော့ US ကိုဝင်ရောက်လာတဲ့လေပတ်သူတွေကိုပေးထားတဲ့စာရွက်စာတမ်းလည်းဖြစ်ပါတယ်။၎င်းမှာနိုင်ငံတွင်းလူတူချင်းစီကိုခွင့်ပြုထားတဲ့ကြာချင်းရက်ကိုပေါ်ပြထားပါတယ်။ခွင့်ပြုထားတဲ့ရက်ထက်ကျော်လွန်နေထိုင်ခြင်းဟာပြင်းထန်တဲ့ဥပဒေရေးရာဂရဲရိုက်ခွင့်မှုများရှိနိုင်ပြီးတော့အမေရိကန်မှာပညာသင်ကြားခြင်း အလုတ်လောက်ကိုင်ခြင်းဓမ္မမဟုတ်မိသားစုဝင်များပေါင်းစည်းခြင်းရဲ့ရည်ရှိဆန္ဒတွေကိုပြက်ပြဲသွားစေနိုင်တယ်လို့တန်ယုံမှတန်ယုံကဖော်ပြခဲ့ပါတယ်။နောက်နေမှုတွေနဲ့ကြုံတွေ့နေရပြီးတော့အချိန်မီမထွက်ခွာနိုင်သူများဟာအမေရိကန်ပြည်ထောင်စု နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှု USCIS ကိုအမြန်ဆုံးခေါ်ဆိုပြီးတော့ဒဏ်ငွေမပေးဆောင်ရဘဲနဲ့၎င်းတို့ရဲ့နေထိုင်ခွင့်ကိုတရားဝင်တဲ့နီလန်းနေနဲ့ ဆက်လက်ပြီးတော့ရှာကြံဖို့တန်ယုံကအကြံပြုထားပါတယ်တရားယုံကတော့ train ရဲ့ဒီနေရပြန်ပို့တဲ့အစီအစဉ်ကို ပိတ်ဆို့လိုက်ပါတယ်မကြသေးမီက federal အယူခံတရားယုံတစ်ခုကရက်ရွှေပြောင်းအခြေချသူတွေကို၎င်းတို့ရဲ့နေအိမ်တွေကလွဲလို့အခြားနိုင်ငံများကိုပြန်ပို့တဲ့ train ခေတ်ရဲ့စီးမြင်တွေကိုရက်ဆိုင်လိုက်တယ်လို့ CNN ကဖော်ပြထားပါတယ် အစောပိုင်းမှာအမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးခရစ်စတီနိုက US မှာရက်ပေါင်း30ကျော်နေထိုင်ခဲ့တဲ့နိုင်ငံခြားသားအလုံးကိုဧပြီ17ရက်နေ့နောက်ဆုံးထားပြီးမှတ်ပုံတင်ရန်လိုအပ်ကြောင်းသတိပေးထားပါတယ်။တရားထက်ပူကြတဲ့နိုင်ငံခြားသားများဟာဥပဒေအရပြည်ထောင်စုအစိုးရထံမှတ်ပုံတင်ရမှာဖြစ်ပါတယ်။စည်ရင်မသွင်းခြင်းဟာရာဇဝတ်မှုဖြစ်ပြီးတော့ငွေဒဏ်ထောင်ချခြင်းဒါမှမဟုတ် ဒဏ်နရဲ့စလုံးကို ဖြစ်စေချမှတ်နိုင်တယ်လို့လည်းဆိုပါတယ်။အမေရိကမှာ H1 ဗီဇာမှတ်ပုံတင်ခြင်းကျဆင်းလာပါတယ်။တချိန်တည်းမှာပဲမကြသေးမီက USCIS ရဲ့ data တွေအရ2026ဘန်နာရီနှင့် FI အတွက် H1B အလုပ်ဗီဇာမှတ်ပုံတင်မှု28ရာခိုင်နှုန်းကျသွားကြောင်းပြသထားပါတယ်။ USCIS မှာအရေးချင်းပြင့်မီတဲ့မှတ်ပုံတင်မှု 34,381ရှိပြီးတော့2025ဘန်နာရေးနှစ်အတွက်မှတ်ပုံတင်မှုပေါင်း4,8342 42ကနေတိတိတတ်တာကြာဆင်းသွားတာဖြစ်ပါတယ်။ယခုဆောင်းအော်ဒီမှာရှောက်လွားကြီးများတိတိတတ်တာမြင့်တက်လာခြင်းနဲ့ဆက်ဆက်နေတယ်လို့လည်းယူဆပါတယ်။ဘိုင်ဒန်အုပ်ချုပ်ရေးကစီးမင်းသင်းများနဲ့ H1B မှတ်ပုံတင်ခြင်းအတွက်ဆိုင်းစာရန်ကြီးပေါင်ကဒေါ်လာ၁၀မှ

ရွေးချယ်ဆုံးဖြတ်ရမှာ ဖြစ်ပြီးတော့မဟုတ်ပါကလူတွေတကားမှမမြင်ဘူးတဲ့တိုက်ခိုက်မှုမျိုးတွေနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့မေ15ရက်နနက်ပိုင်းကဒိုဟာမြို့ကစီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်တဲ့နနက်စာစာပွဲအတွင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောလိုက်ပါတယ်။တီရန်ရဲ့နျူကလ িয়ার အဆောက်အုံတွေကိုဖြိုချပစ်ဖို့တောင်းဆိုမှုတွေကိုလက်မခံနိုင်ဘူးလို့အီရန်သမ္မတမာဆော့ပီဇက်ခီယန်ကစောစောပိုင်းကပြောထားတာဖြစ်ပါတယ်။ အီရန်နေနဲ့နျူကလ িয়ার ဆွဲရင် သုံးဆွဲခွင့်ကိုလုံးဝစွန့်လွတ်သွားမှာမဟုတ်ဘဲဖိအားပေးခံရရပေမဲ့ဘလို့ချင်းနီမျိုးကြောင့်ဖြစ်ဖြစ်မိမိတို့ရဲ့အခွင့်အရေးတွေကိုလက်လွတ်သွားမှာမဟုတ်ဘူးလို့အီရန်တမ္မနာက ပြောတာဖြစ်ပါတယ်။အီရန်နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးရည်မှန်းချက်တွေကိုရပ်တန့်ဖို့နိုင်ငံတကာရဲ့တောင်းဆိုမှုတိုင်းလိုက်နာရေးလှုပ်ဆောင်ကောင်းလှုပ်ဆောင်နေတာဖြစ်နိုင်ပေမဲ့အပိသက်သဘောတူညီမှုရယူဖို့လိုသေးတယ်လို့ထရန့်ကပြောပါတယ်။ အီရန်ဘောသဘောထားဆက်လက်တင်းမာရေးထွန့်ကိုလွှတ်တော်တွင် Republican အမတ်တွေကတိုက်တွန်းထားတယ်လို့သိရပါတယ်။အီရန်ကသူတို့ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့ရုရှားနဲ့တရုတ်စီကထောက်ခံမှုရရှိဖို့ကြိုးပမ်းနေပါတယ်။အီရန်နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ကြိုးပမ်းနေတယ်လို့နိုင်ငံတကာကတန်တရာရှိနေပေမဲ့မိမိတို့ရဲ့နျူကလ িয়ার စီမံကိန်းဟာငြိမ်းချမ်းရေးတသက်အတွက်ဖြစ်တယ်လို့အီရန်က တုံ့ပြန်ထားပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့အီရန်ကြား လက်မှတ်ရေးထိုးခဲ့တဲ့နျူကလ িয়ার သဘောတူညီမှုကအမေရိကန်ကိုဒေါ်နယ်ထရန့်ကနှုတ်ထွက်စေခဲ့ပြီးနောက်ပိုင်းမှာတီရန်က ရေနီယန်တန့်စင်မှုတွေကိုလက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်နီးပါးထိတိုးပြီးထုတ်လုပ်နေတာဖြစ်ပါတယ်